ပါရှင်ကျွန်မခေခိုင်ပါဒီပူပီချုံမြန်တန်ကြားရဲ့နေ့လည်နနာရဲ့ချင်းတိရရှိထားတဲ့သတင်းတွေကိုထားရတင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအာကစားသတင်းတွေကိုလည်းရှုစားကြားမှာပါရှင်အရခါတက်တော်အေကရခိုင်ပြည်နယ်ပဲခူးတိုင်းမကွေးတိုင်းအေယဝတီတိုင်းတို့မှာဖြစ်ပေါ်တဲ့တိုက်ပွဲအတွင်းအလံဖြူလက်နက်ချသူနဲ့ဖမ်းဆီးရမိသူ80ကျော်ရှိတယ်လို့အေကနှဝင်ပါလ7ရက်နေ့မှာထုတ်ပြန်ပါတယ် ။နဝေမာလာ၈ကို30ရက်တွင်မှကပ္ပစ6အနေတိုက်ပွဲတွေအတွင်မှစကခ30လက်အောက်ခံခမရ36တင်းနဲ့ခမရ363တင်းရင်းတွေကတပ်သား6ရောင်ပဲခူးတိုင်းပထောင်မျိုးနဲ့ညောင်ကျိုးကြီးရောအနေကတိုက်ပွဲတွေမှာအလန့်ဖြူထောင်ကတက်ပြဲပြီးတော့လက်ရဖမ်းဆီးရမိသူ၁၀ရောက်ရှိခဲ့ပါတယ်။ ။နဝင်မာလ9ရက်နေ့မှာလည်းပဲခူးတိုင်းပတောင်းမြို့နယ်ကပ္ပစ16အနင်းရင်းဆိုင်တိုက်ပွဲတွေအတွင်မှာခမရ363တရင်ကစကားစတပ်ဖွဲ့ဝင်၄ယောက်ကိုလက်ရဖမ်းဆီးရမင်းခဲ့တယ်လို့နေရီကန်ဘူဟာကုံတိုက်ပွဲမှာလည်းဒုတက်ချက်မြို့မင်းထွန်းဟာ AAC အလင်းဝင်ရောက်ခဲ့ပါတယ်။ အောင်တိုဘာလ3ရက်နေ့ကနေနဝေမာလ9ရက်နေ့အတွင်းအေရာဝတီတိုင်းတာပေါင်းမြို့နယ်နဲ့လေမျက်နှာမြို့နယ်တွေမှာဖြစ်ပေါ်တဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ကထွက်ပြေးလာပြီးအာရခတက်တော်စီဖန်စီခံရသူ20ကျော်နဲ့လက်နက်ချအလင်းဝင်ရောက်သူ20ကျော်အထိရှိခဲ့တယ်လို့ထုတ်ပြန်ချက်တွေမှာပါရှိပါရဲ့ရှင်။ ခိုင်ပြည်နယ်စစ်တွေမျိုးအခြေဆိုင်စစ်တပ်ရဲ့ရွှေမင်းကန်ရေတပ်နဲ့အမတ်စစ်နှင့်ရေတပ်ရင်းကနေလက်နက်ကြီးတွေနဲ့ပောက်တုံးမျိုးတွေကိုပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ခလင်းရအပောင်ဝင်အရတား6ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ဒေတာခန်တွေကပြောပါတယ်။ ်စစ်တပ်ကနိုဝင်ဘာလ17ရက်နေ့နေ့လယ်12နာရီခွဲမှာလက်နက်ကြီးတွေနဲ့ပောက်တော်မျိုးနဲ့ငပီကျွန်းကြေးော်နဲ့အနီတဝိုက်ကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးပောက်တော်မျိုးသရေရော်မှာလက်နက်ကြီးကြေးလေးလုံးနဲ့ငပီကျွန်းကြေးော်မှာနှလုံးကြရပောက်ကွဲခဲ့တယ်လို့ပောက်တော်ဒေသခံတွေကပြောပါတယ် ။အဲ့ဒီပြစ်ခတ်မှုကြောင့်ပေါတော်မျိုးမှာကလေးနေရအပောင်းဝင်အရက်သား6ယောက်ထိခိုက်တရားရရှိခဲ့တယ်လို့ပေါတော်မျိုးခန့်အမျိုးသားတယောက်က ပြောပါရယ်။အဲ့ဒီလက်နေကြီးတွေကိုစစ်တွေအခြေဆိုင်တရင်က ပြစ်ခတ်ခဲ့တာဖြစ်ပြီးတရားရရှိသူတွေတဲ့ကလေးငယ်တွေကပြင်းထန်တရားရရှိခဲ့တယ်လို့ဆိုပါရယ်။အနာသိစစ်တပ်ကစစ်တွေနဲ့နေနေမိချင်းထိဆက်နေတဲ့ ေါက်တော့ပုံနှကြုံမြို့နယ်တွေကိုစစ်ရဲအရာဖိအားပေးတိုက်ခိုက်နေပြီးအရသာနေထိုင်တဲ့မျိုးရော်တွေကိုပြစ်မှတ်ထားတိုက်ခိုက်နေလို့စစ်ရဲတရင်ရင်မြစ်တယောက်ကပြောပါရရှင်ပါကက်ဒေတာအတွင်းတိုက်ပွဲဖြစ်ပေါ်တာမရှိတဲ့ကြေော်တွေကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်ကလင်းငယ်အပါအဝင်6ရောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတယောက်သေဆုံးခဲ့တယ်လို့ဒေတာခန့်ရွေးစီကသိရပါတယ်။ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။ ကချင်ပင်နယ်ဘက်ကမြို့မှာစစ်ကော်မရှင်ကတိုက်ပွဲဖြစ်ပွားခြင်းရှိတဲ့ဂျီယွာရီဘက်ကိုလီချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်အယတားတိုက်ခိုက်တံရရတည်ဆုံးတာတွေရှိခဲ့ပါတယ်။နိုဘာလာ၁၇ရက်နေ့ကစစ်ကော်မရှင်တပ်ဟာဝိုက်ချောလီရင်နဲ့လက်ပတ်ပုံကျဲချခဲ့တာဖြစ်ပြီးကိုဝန်ဆောင်အမျိုးသမီးတဦးနဲ့ကလင်းငယ်အပါဝင်၆ဦးတိုက်ခိုက်တံရရရှိခဲ့တယ်လို့ဒေသခံတယောက်ကပြောပါတယ်။နိုဝင်ဘာ17ရက်နေ့အညနေ3:20မှာလေဒီကချင်ပြည်နယ်ဖက်ကန်ဖက်ကန်အနောက်မြောက်ဘက်ဒေသပေါ့ ดีก็แทัพวกไอ้ยอดชดีกว่าอ่กูแต่ว่าพี่บอสไม่ชีเป็นเนี่ยได้เวเนี่ยเนี่ยกูสิ่งเสียงลิงได้ทำเปี่ยนตัวเองตัววันเดียวบาเจะพงตรงนี้จะเจอว่าก็ไปเปลี่ยนเจอจรางวันเดียวบอสจะเลยพงทีจ่จะตามีเนี่ยมาไม่ยอาส่งมาเลยก็เลยทำอย่างนียเป็นก็แทนอยู่กูติดกันอ่าพีที่ทวีเนี่ยเลยเราที่ก็ทดอย่างนี้ตัวพี่วีเชื่ออยู่ว่าอยู่เชื่อสิตัวลิงได้ทำเปลี่ยนตัวเอง လင်းရင်ဘုံကျဲကျတိုက်ခိုက်ခဲ့တဲ့နေရာတွေမှာလက်တလောတိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့နိုဝင်ဘာ10ရက်နေ့ကတော့လုံခင်အုပ်စုထဲမော်စီစာကြီးရွာမှာစစ်ကော်မရှင်ကတွေမိုင်းဆွဲတိုက်ခိုက်ခံရပြီးထိခိုက်တိုက်စုံမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ဖက်ကန်ဒီတာကိုစစ်ကော်မရှင်တပ်ကနိုဝင်ဘာ10ရက်နေ့ကအင်အား300ခန့်ရှိတဲ့စစ်ကြောင်းတစ်ခုဝင်ရောက်လာပြီးနောက်မြို့တွင်စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေပြီး KYA KPDF ပေါင်းတပ်တွေကလည်းကြားဖြတ်တိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းတွေက <music> 呃，先一年，妈的，呃、啊，人家都係下多個開事嘅，識講識讲话，他跟我邀來個，點知呢？其實乜東西嘢都係冇，但係嘢都係啱，嘢也係嘢都係做嘢識開啲嘢，阿龍幫到我咯，你拍緊我要了咧，如果邀要。你哋拍緊麻，但係會知咯，即吧？呃，要了，那那啲嘢个，睇。 မျက်နာဖျားတို့လေပြင်းဖုံးကြောင်းမှနေအဲ့ကနေမော်ရီဇာပဲရောက်လာပေါ့ပေါ်နေမော်ရီဇာပဲရောက်လာတဲ့ချိန်ဒီကင်ကီဗီချက်ပုံတော့ဖွေရတယ်တို့ဟိုဒီလိုနဲ့ချင်းနေပြတဲ့ဒရုန်းနဲ့ချတယ်ဘိုင်းဆွဲတဲ့ခိုက်တွေတော့ရှော့လို့တို့လည်းထိခိုက်တည်ဆုံးတာများရှိရပေါ့ဘလေးကဒီမော်စီဇာလမ်းဆုံမှာဒီစီကောင်စီစီကြောင်းဖြစ်လာတဲ့ချိန်ဒီကင်ကီဗီချက်ပုံတော့ဖွေမိုင်းဆွဲတဲ့ခိုက်တို့တို့ကားလေးစီးတော့ဟိုမိုင်းမှန်တော့ပေါ့မိုင်းမှန်ပြီးတော့အဲတို့စီကောင်စီဘက်ကလည်းအဲ ချိကတ်တွေဆုံးလာရရှိတယ်။အပြင်ဒီရပိုင်းဒီမော်ရီဆာမှာဖြစ်တဲ့တိုက်ပွဲမှာဒီရသားဗီဒီယိုတွေပြည်တော်လည်းကြည့်ပါထိပါပြီးတော့အသေးဆုံးတော့ချိကတ်တန်ရရရှိရပေါ့။ဖက်ကတ်မှာအော်တိုဘာလာတဲ့နပတ်ခန့်သာတိုက်ပွဲငင်တက်သွားပြီမယ်။နိုဘာ9ရက်နေ့နောက်ပိုင်းစစ်ကော်မရှင်တပ်တွေစစ်ကြောင်းပြန်ထိုးတက်လာတာကြောင့်တိုက်ပွဲပြန်ဖြစ်နေတာ၃ရက်ခန့်ရှိလာပြီဖြစ်ပါတယ်။တိုက်ပွဲဖြစ်တဲ့၃ရက်အတွင်းမှာဖက်ကန့်လုံခင်းနဲ့မော်စီစာတို့ရှောက်စစ်ကြောင်းထိုးလာတဲ့စီရင်တန်းကို ်ကရင်နဲ့တော်လိုင်းရေးတပ်ဖွဲ့တွေမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့်စစ်ကားအပြင်တိုက်ခိုက်ပစ္စည်းမှုတွေရှိခဲ့ပါတယ်။အဲ့ဒီရပ်ပိုင်းအတွင်းနှစ်ဖက်စစ်တပ်အပြန်အလှန်ဖြစ်တဲ့တိုက်ပွဲမှာအယတားပြည်သူ၂ဦးအထိတိဆုံပြီး၂ဦးတိုက်ခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဖက်ကန်ဒေသမှာပြီးခဲ့တဲ့မေလလောက်ကတည်းကနေစစ်ကြောင်းတွဝင်ရောက်နေတဲ့စစ်ကြောင်းတွေဟာအခုနိုဝင်ဘာလအထိကားမိုင်းနိုင်ရလန်တျှောက်လုံခင်မော်စီစာနမဖြစ် မောင်ကြီးမောင်ကလေးစားတဲ့နေရာတွေမှာတက်ဖြန့်ချထားနိုင်ခဲ့တယ်လို့သိရပါတယ်။ဖကန်ဒေတာမှာပြီးခဲ့တဲ့မေလကတည်းကနေစစ်ကော်မရှင်တပ်တွေဝင်ရောက်ကြွားပြီးတဲ့နောက်ကချင်လွတ်လပ်ရေးတပ်မတော် KNY နဲ့စစ်ရေးတမနေတာ6လခန့်ကြာမြင့်လာပြီးဖြစ်ပါတယ်။ကျမဟန္နာပါခေဦးမြို့နယ်ရှာတော်ရော်ကိုစစ်တပ်ကနိုဝင်ဘာလ17ရက်နေ့မနေ့ပိုင်းမနက်ပိုင်းကစစ်ကြောင်းထုတ်ဝင်ရောက်လာလို့ဒေသခံတွေနေရာဆုံးခေါ်ထွက်ပြေးနေကြရတယ်လို့ကြေးရော်သားတွေကပြောပါတယ်။ ကမ်းဘလူမြို့နယ်ဝက်တိုရွာကထွက်လာတဲ့အင်အားတရာကျော်ပါတဲ့စစ်ကြောင်းကကြီးရွာတွေကိုထိုးစစ်ဆင်နေတာဖြစ်ပြီးပြည်သူတို့ကိုလည်းဖမ်းဆီးထားလို့သိရပြီးဒေသခံတွေအကုန်ထွက်ပြေးနေရတယ်လို့ရှားတော့ရွာသားတယောက်ကပြောပါရီး လက်ရှိအဲ့ဒီစစ်ကြောင်းကရှာရော့ရွာမှာရှိတဲ့ဘုံရင်ကြောင်းမှာအထိုင်ချထားပြီးပြည်သူတွေဒုက္ခကြောက်အောင်အခုလိုတင်းနဲ့ရှိတ်သိမ်းချိန်ကာလမှာစစ်ကြောင်းထိုးတာဖြစ်ကရိတ်ခါရဲလူယူဖို့အတွက်ထွက်လာတာဖြစ်နိုင်တယ်လို့ခေဦးဒေတာခန်ကောက်ွယ်ရဲခေါင်းဆောင်တယောက်ကပြောပါတယ်ရှာရော့ရွာဟာအင်ဂျီ300ကျော်ရှိတဲ့ကျေးရွာဖြစ်တယ်လို့ခေဦးမျိုးနဲ့အရှိချမ်းမှာတရှိတဲ့ကျေးရွာလေးဖြစ်ပါတယ်အာနာဒိစစ်တပ်ကနဝင်ဘာလ10ရက်နေ့နဲ့11ရက်နေ့တွေမှာခေဦးမြို့နယ်အခြေချမ်းမှာရှိတဲ့ ပေါင်းအိုင်လျှော်ကိုလေရင်နဲ့ပုံကျဲမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်ရှင်။မန္တလေးတိုင်းနှထိုးကြီးမြို့နယ်ထဲမှာနိုဝင်ဘာလ9ရက်နေ့ညနေ6နာရီခွဲဝန်းကျင်ကစစ်ကောင်စီတပ်ဖက်ကပစ်ခတ်လိုက်တဲ့နက်နက်ကြီးကြီးကြောက်ပောက်ကွဲခဲ့တာကြောင့်ကလေးငယ်တရအပါအဝင်3ယောက်သေဆုံးသွားခဲ့တယ်လို့ကုညင်ဆောင်ရွက်ပင်းနေသူတွေစီကသိရပါတယ်။ နထိုးကြီးမြို့နယ်လူသားဆန္ဒတာဝန်ခံကိုရဲသွင်းနေကနထိုးကြီးမြို့ရဲ့အနောက်မြောက်ဘက်မှာရှိတဲ့နနွေးတော်ဘိုးရော်ရဲကိုစစ်ကောင်စီဖက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြေးကြပြီးပောက်ကွေးခဲ့တာကြောင့်ခလင်းငယ်တရားအပအဝင်ပြည်သူ၃ယောက်သေဆုံးတော့တယ်တယောက်ကလည်းဒဏ်ရာပြင်းထန်တယ်လို့ဒီဘူဘီကိုပြောပါတယ်တေဆုံးသောသူတွေဟာနနေတော်ဘိုးကြော်မာနေထိုင်ကြပြီးမိသားစုဝင်တွေဖြစ်ကြတဲ့ သက်6နှစ်အရွယ်ယောက်ျားလေးတယောက်အပြင်အသက်80အရွယ်ဦးငွေရှင်နဲ့အသက်60အရွယ်ဒေါ်ထွေးတင်တို့ဖြစ်ကြပြီး အသက်50ကျော်အမျိုးသမီးတယောက်ကတော့ဝမ်ဘိုက်ပေါက်ထွက်တရားရရှိခဲ့လို့ဆိုပါတယ်နထိုးချင်းမြို့နယ်အခြေစိုက်တော်လေတပ်ဖွဲ့ဝင်တယောက်ကတော့လက်ရှိစစ်ကြောင်းတွေရှိပေမဲ့တိုက်ပွဲဖြစ်နေတာမရှိဘူးလို့ဆိုပါရရှင်။ ကော့ကရိတ်မြို့အနီးကကျော်တွေကိုစစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ဖို့ဒေသခံတွေကိုဖမ်းဆီးလမ်းပြခိုင်းတာမြေပြင်နဲ့ဝင်ဟင်းပစ်ကူရယူပြီးစစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေလို့စစ်ရေးတရင်ရင်းမြစ်တွေကပြောပါတယ်။အောက်ခတ်ပေးပို့ထားပါရှင်။ကင်းမီနေကောင်းရည်မျိုးနီးကကြွရာတွေကိုစစ်ကော်မရှင်ဘက်ကအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်မှုမြေပြင်နဲ့ဝင်ပစ်ကူရယူပြီးစစ်ကြောင်းထိုးနေပါတယ် ဒါအပြင်ရေပင်ကနေနေမြေဆွမှုနိုင်မှုတိုးတက်သောဗုဒ္ဓဘာသာကင်းရဲ့လွတ်တက်မှာတော့ DKBA ပို့ပြီးဖွဲ့နေချောက်တက် BGN ကင်းငင်းရေးကောင်စီ KNU KLPC ရဲ့ကူညီနဲ့စကြောင်းထိုးနေတာကြောင့်ဂဲလန်လေးကူအောင်တက်ပြီးနေနေရင်ယူတိုက်ပွဲတွေဖြစ်ပွားနေပါလေအဲစေချင်နေရတာအခုဆိုရင် BGN DKB C ပါလမ်းမဖြစ်ပါဝင်တယ်လို့တရားတာတွေလည်းရှိတာပေါ့နော်အတန်းနဲ့ဒီ drone my 12အဲ့ဒါတွေလည်း တင်းဖိပြပြီးတော့အဲတက်နေတာတော့ရှိတယ်အခုလက်ရှိချိန်ထိလည်းကျွန်တော်တို့ဆက်လက်ကုကံပြီးတိုက်ပွဲတွေဖြစ်ပွားလေးရှိတယ်ပေါ့နော်။ရွာသားတွေပတ်သက်ပြီးတော့ကျွန်တော်လာတော့တောက်ဆောက်ပဲရွာသားတွေဖမ်းတယ်၊လမ်းပြခိုင်းတာတို့ပါတို့လောက်တာတော့ရှိတယ်ခင်ဗျ။ရှစ်ကော်မရှင်တက်နေတဲ့သူကင်းငင်းငင်းကောင်စီပေါ်တက်ခိုက်နေတာနဲ့ပတ်သက်ပြီးဘတ်တစိတ်အုံပြုပြီးထင်အောင်ထင်မှားဖြစ်အောင်လှုပ်ဆောင်နေသလားအသေးချာမသိနိုင်သလိုကဲယူကဲလေးပြီးရှိနေနေ လက်နဲ့ပြင်ပြုကရွှေချနိုင်ဖို့နဲ့ခြုံညွတ်နိုင်ဖို့ကိုပဲအစင်တစိုက်လက်ချလာတာလည်းရှိတယ်လို့ KNU KNLPC ပြောခွင့်ရဘူးကြီးစောကြောင်ညွန့်ကပြောပါတယ်အဲဒီလိုမျိုးရှိပြိပကဖြစ်နေတဲ့အချိန်မှာလည်းဘယ်ဒါဘလို့အဖွဲ့အစည်းဘလို့ပုဂ္ဂိုလ်ကနေပြီးတော့ကျွန်တော်တို့ရဲ့ bed site ကိုအတူပြုပြီးတော့များတခုခုဖြစ်နေသလားအဲလိုမျိုးဒါခင်အောင်ထင်မှလည်းဖြစ်နေသလားဆိုတာတော့ဒါကလည်းပဲအသေးချာတော့မသိနိုင်ဘူး ကျွန်တော်တို့အနေနဲ့ကတော့ဒီဘလူမမလုံဆန်တာတဲ့ဒီလက်နက်ကန်ပရိတ်ကကြားထဲမှာပေါ့လေကျွန်တော်တို့အနေနဲ့ကတော့ခုနကလက်နက်ကန်ပရိတ်ကကျွန်တော်တို့ကကျေပြန့်လာအောင်ရှင်းတန်းလာအောင်ကျွန်တော်တို့တောင်းအပ်ပြီးဆောင်ရွက်လုပ်တဲ့စိတ်ရှိဘူးလက်နက်ကန်ပရိတ်ကရှော့ချနိုင်ဖို့ချုပ်ငြိမ်းနိုင်ဖို့ပဲကျွန်တော်တို့ကအထင်ကြီးဟိုလမ်းရှာလာတာပဲရှိပါတယ် နှစ်ဖက်တိုက်ပွဲတွေနဲ့စစ်ကောင်စီစစ်ကြောင်းတွေစစ်ကြောင်းထိုးနေတာမြေပြင်ကနေရင်းနဲ့ကြီးပစ်ခတ်တာနေကြောင်းကနေဘုံကျဲနေတာကြောင့်ထီဘောဆန်နန်းရွှေမိမိဖာလဲနောင်တပွဲနောင်အကိုင်းနောင်ထပ်ပံမြပကိုင်းနောင်မီစတဲ့ကျွေးရနေစေကတောင်းနဲ့ချီတဲ့ဒေသခံပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်ရပါလေစစ်ဆောင်တွေရဲ့ကြီးရော်လေးတွင်းကိုနဲ့နဲ့ကြီးပစ်ခတ်တာဒရုန်းပြင်ဝိုင်းရွေးနဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်နေအိမ်ရဲ့ထိခိုက်ပျက်စီးကုန်ပြီလို့ဒေသခံတွေကပြောပါလေ နေ့ကြီးကတော့တို့တက်ဘွဲဖြစ်လို့ပြည်တာပြင်မခင်ဘူး။ကျတော့ဟိုတောင်ချီရတယ်ပြည်တာ။နော်ကိုင်းလို့ဘာလို့ပဲမပြည့်။ဒီတော့ကတော့ပြည်ရတော့ပြည်တာဟောအခုကြီးယူအောင်မပြရေးသေးပဲ။ပြမနေရသေးဘူး။တောင်ရေဆိုတော့ဒီလိုလေတောက်တောက်ထိုင်လာတော့ပေါ့။ဘယ်မှာလဲပြူကုန်ပြီလေအိမ်တွေဘာတွေလဲအများကြီးပြူကုန်ပြီလား။ဘုံကြောင်းတွေဘာတွေအခုတော့အဲတော့ကတော့မရှိဘူးဆိုတော့အေးသေးပါသေးရှိတော့လူတွေလည်းမပြန်ရေးရတယ်။ဟုတ်တယ်တော့ဖိုင်ရပြတော့။ဟောမပြန်ရဲတော့ကြောင်းရတော့ ဘယ်လိုပြောရလဲဆိုပြစ်ချခတ်ကြရဲ့အဲမပြင်ပါတဲ့လူတွေကတော့သူတို့ဖြစ်မှာဘူးဒီတွေကကြောက်ကြတော့တော်လူတွေစစ်ကော်မရှင်ကမြန်မာတိုင်းနဲ့နိုင်ငံအဓိကကုန်သွယ်ရေးနှောင်းဖြစ်တဲ့ကိုရီးယားမြို့အရှက်နှမ်းပိုင်းကိုအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ဖို့နဲ့ရေကောက်ပွဲမတိုင်မီနေမြအောင်ဆုံးမနိုင်ဖို့ကြိုးစားနေပါတယ်။ဒါကြောင့်ကင်းမျိုးသားစီယုံဂေယုတ္တမ6နေမြေကော့ကရိတ်ဒုတိယခိုင်ရင်းကို စစ်ကောင်မရှင်ကလူအင်အားလက်နက်ခရမ်းဖြည့်တင်းပြီးစစ်ရေးရှင်နဲ့ဒုစစ်စင်နေတာပါကျွန်တော်အောင်ခံပါ ဆက်လက်ပြီးနိုင်ငံတကာသတင်းကိုတင်ဆက်ပေးပါမယ်။ပနမအာနာပိုက်တွေဟာအလင်အမေရိကနဲ့မက္ကဆီကိုကိုဥတည်နေတဲ့သင်္ဘောတစ်စင်းကိုကြားဖြတ်ဖမ်းဆီးခဲ့ပြီးတဲ့နောက်သတင်းဘက်ကမှမိုးရစေဝစစ်သုံးဒသမ5ဒံကို သိမ်းဆီးရမင်းခဲလို့အမျိုးသားလေချောင်းရှေချောင်းဝန်ဆောင်မှုကနိုဝင်ဘာလ7ရက်နေ့အင်္ဂါနေ့မှာကြေညာခဲ့ပါတယ်။ ။နိုင်ငံတကာတရားမဝင်ရှေးချောင်းကုန်ကူးမှုတိုက်ဖျက်ရေးအစီအစဉ်ပလန်ဖီမေဇာရဲ့တစိတပိုင်းဖြစ်တဲ့ဒီစစ်စင်ရေးကိုနိုဝင်ဘာလ9ရက်နေ့တနင်္ခွနေနေ့မှာလှုပ်ဆောင်ခဲ့ပြီးပမာဏအတိအကျမဖော်ပြထားတဲ့မွေးရည်စေဝါတွေကိုဆွေတင်ဖို့တစိနဲ့တည်ယူပို့ဆောင်နေချိန်မှာဖြစ်ပေါ်ခဲ့တာပါ။ ်ဗင်နီဇွေလာ အက်ကွေဒေါ်နီကာရာဂွာပီရူးနဲ့ကိုလံဘီယာအပောင်းဝင်နိုင်ငံအသီးသီးကလူဆေရောက်ပါဝင်တဲ့သင်္ဘောသားတွေဟာထွက်ပြေးဖို့ကြိုးစားခဲ့ပြီးပနားမယာရှိတွေရဲ့စီနင်းမှုကိုခုခံခဲ့ကြပါတယ်။မိုးရစေဘောဆိုင်ရာအကြီးတန်းရှင်နဲ့ဟူလီယိုဘီလီယာဟရာရဲ့အဆိုအရကိုကိန်းလိုယူဆရတဲ့ကီလိုဂရမ်11000ကျော်ကိုသိမ်းဆည်းရမိတာဟာရာဇဝတ်မှုအဖွဲ့အတွက်တိတာထင်ရှားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပြီး သင်္ဘောရဲ့ရည်ရထားတဲ့ဥတေရဟာမြောက်အမေရိကကိုညွန်ပြနေလို့ပြောဆိုထောက်ပြခဲ့ပါတယ်ရှင်ဆလဘီအာကစားသတင်းကိုတင်ဆက်ပေးပါမယ်။လာမယ့်2026ကပဖလားပြိုင်ပွဲကကစားသမားဘောရဲ့နောက်ဆုံးကပဖလားပြိုင်ပွဲဖြစ်လာမယ်လို့စီဝနယ်တို့ကပြောတော့ပါတယ်။ ပေါ်တူဂီတိုက်ဆက်မှုဟာ2026ကမ္ဘာဖလားရှင်းပြိုက်ကစားချင်းမှာအသက်40တနှစ်ရှိမှဖြစ်ပြီးနောက်ဆုံးပြိုင်ပွဲဆိုတာတေချာကြောင့်အတည်ပြုခဲ့တာပါ။ကစားသမားဘောကလည်းအနားယူဖို့လဲနောက်ထပ်တနှစ်နှစ်နှစ်လောက်သာကြာရှိတော့ရဲလို့စီဝန်နယ်တို့ကပြောပါတယ်။ပေါ်တူဂီအတွက်143ကိုအထွေသွင်းပြီးနိုင်ငံတကာသွင်းကိုအများဆုံးဆန်ချိန်တင်ထားတဲ့စီဝန်နယ်တို့ဟာလာမယ့်2026ကမ္ဘာဖလားကသူ့အတွက်6ချိန်မြောက်ကမ္ဘာဖလားဖြစ်လာမှာပါ။ ကမ္ဘာဖလားချန်ပီယံဆုဗလာမရရှိသေးတာကြောင့်အမေရိကန်၊ကနေဒါနဲ့မက္ကစီကိုတို့ပူးတွဲကျင်းပမယ်။2026ကမ္ဘာဖလားကစီယိုနယ်တို့အတွက်ချန်ပီယံဆုရယူဖို့နောက်ဆုံးမျှော်လင့်ချက်လေးဖြစ်ပါရဲ့ရှင်။ဒီဘွေရုံမြင့်တန်ကြရဲ့နေ့လယ်နေ့တိုင်းသတင်းတွေကိုတရရရှုစားခဲ့ကြရတာပါညနေ၄နာရီမှလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွက်ပြီးတင်ဆက်ပေးအောင်ပါကျွန်မကေခိုင်ပါကျေးဇူးတင်ပါတယ်ရှင်